ကျွန်တော်ငကိုစပင်အစစ်အစစ်ကိုပဲအာကောက်လိုက်ပြီးတော့ဒါပြန်ရောပြီးတော့ကြစ်ထားတာပေါ့ဒီစပင်ကတော့ဒါကျွန်တော်ပုံမှန်တိုင်းဆိုလို့ရှိရင်အာလုတ်ပြစ်မှာမဟုတ်တဲ့စပင်ပေါ့နော်ဒါဟိုဒါစကားအရာကျွန်တော်လုတ်ပြစ်တာပါဒါကကျွန်တော်ဟိုကျွန်တော်ကြိုက်တဲ့စပင်ပုံစံထဲမှာတော့မပါဘူးဒါမဲ့ဒါဇက်ကောင်ဇက်ကောင်ကာရက်တာအရာကျွန်တော်လုတ်ပြစ်တာပေါ့နော်ဒါဆိုတော့ဒါကကျွန်တော်တော့ကဒါအဝတ်စားလေးနည်းနည်းယူရတယ်ပြီးတော့နည်းနည်းနေရာလည်းနည်းနည်းတတော်တတ်တာမရှိဘူးဆိုတော့ခါကြတော့ဒါ နည်းနည်းလေးအကြိုက်နေရမှာဆိုတော့ဂျားထဲမှာဒါအလုပ်တွေကတော့ဒီစပင်းနဲ့ပဲရှိနေတာပဲအာဒီနေ့ကျွန်တော်ထူးထူးခြားခြားအနေနဲ့ကတော့ဒီနေ့ဆိုင်ဖွင့်တာကဒါ Mary Mary K ကိုဆိုရဲဆိုင်ပေါ့နော်ရွှေဆိုင်ပေါ့ဒါဒီနေ့တရက်ထဲမှာပဲကျွန်တော်တို့ရန်ကုန်မြို့မြို့နယ်၃ခုမှာတပြိုင်တည်းဖွင့်လှစ်သွားမှာပဲဖြစ်ပါတယ် ဒီလုပ်ငန်းကို လုပ်ကင်နေဒါတာချစ်လေးရကျွန်တော်ရဲ့မိတ်ဆွေတွေရဲ့လုပ်ငန်းဖြစ်ပါတယ်ဒါကျွန်တော်နဲ့လည်းဟိုးအရင်တုန်းကရင်းနှီးခဲ့ကြရတယ်ကျွန်တော်အရင်တုန်းကဒါတာချင်းတွေပါတက်ရိုက်ပြီးဘူးလေပြိတက်တွေတတိထားမိမှာပါကျွန်တော်တို့ဒါဝစ်ဆုံရှမ်းဝစ်ဆုံဖြူလေးရင်အများကြီးနဲ့ဒါအညီမ9ယောက်နဲ့ကျွန်တော်တို့ MPB ရိုက်ခဲ့ဘူးလေအဲ့ဒီမိသားစုဝင်တွေပဲဖြစ်ပါတယ်။ဟုတ်ကဲ့ဒါကျွန်တော်ငကိုစပင်အစစ်အစစ်ကိုပဲအာကောက်ပလိုက်ပြီးတော့ဒါပြန်ရောပြီးတော့ကြစ်ထားတာ ဒီစပင်ကတော့ဒါကျွန်တော်ပုံမှန်တိုင်းဆိုလို့ရှိရင်အလုတ်ပြစ်မှာမဟုတ်တဲ့စပင်ပေါ့နော်ဒါဟိုဒါစကားအရာကျွန်တော်လုတ်ပြစ်တာပါဒါကျွန်တော်ဟိုကျွန်တော်ကြိုက်တဲ့စပင်ပုံစံတည်းမှာတော့မပါဘူးဒါမဲ့ဒါဇက်ကောင်ဇက်ကောင် character အရာကျွန်တော်လုတ်ပြစ်တာပေါ့နော်အဲဆိုဒါကအဲကျွန်တော်တို့ကဒါအဝတ်စားလေးနည်းနည်းယူရတယ်ပြီးတော့နည်းနည်းနေရလဲနည်းနည်းတတော်တတာမရှိဘူးဆိုတော့ခါကြတော့ဒါနည်းနည်းလေးအကြိုက်နေရမှာဆိုတော့ဂျားထဲမှာဒါအလုတ်တွေကတော့ဒီစပင်နဲ့ပဲရှိနေရတာပါ ဒါကျွန်တော်တို့ကျွန်တော်တကယ်ချင်းထူအောင်လို့ဒါကိုသိန်းလင်းဆိုးလို့ဒါကိုချုပ်ကားလို့နဲ့အတူတူကျွန်တော်တို့ဒါမကြခင်မှာလဲ project တစ်ခုကို new project တစ်ခုကိုကျွန်တော် announce လုပ်သွားဖို့ရှိတယ်။နောက်ပြီးတော့ကျွန်တော်တို့ဒါကျွန်တော်တို့တကယ်ချင်းတွေကဒါ family လို့ပဲပြောလို့ရပါတော့နော် family တစ်ခုအနေနဲ့ကတော့ရှေ့ဆက်သွားမယ်ဇက်ကားတွေကတော့ဒါကျွန်တော်တို့လှုပ်ချင်နေတဲ့အရာတွေကိုပဲလှုပ်ကင်သွားတော့မှာပဲဖြစ်တယ်။ပြီးတော့ဒါကိုကျွန်တော်တို့နောက်ကနေပြီးတော့အကူအညီပံ့ပိုးပေးတဲ့ဒါညီကိုတွေလည်းရှိတယ်။ကျွန်တော်တို့လှုပ်ချင်တဲ့ project တွေကိုကျွန်တော်တို့ဟိုဒါ risk အများကြီးယူပြီးတော့ ဒါရိုက်ကူးသွားမှာဖြစ်ပါတယ်ဒါအခုဒါဒီ Zoomy project ကနေကျွန်တော်တို့စတင်တာပေါ့နော်ဒီ Zoomy project ဆိုလို့ရှိရင်ဒါကျွန်တော်တို့ကဒါဒါလေးနိုင်ငံမှာပြသသွားမှာဖြစ်ပါတယ်ဒါကျွန်တော် Thai Laos Cambodia ဒါပြီးတော့မြန်မာပေါ့နော်ဒါအကုန်လုံးလဲစီစဉ်ပြီးသွားပါပြီအဒီအတွက်ကြောင့်မလို့ကိုအောင်မြတ်ရဲ့လက်ရာကိုကျွန်တော်တို့ပြသသွားမှာပါရိုက်ကူးချိန်ကလည်းကျွန်တော်တလခွက်လောက်ကြာမြင့်မှာဖြစ်ပါတယ်ကတော့ကုံညာစိတ်အရင်များတာပေါ့နော်ကုံညာစိတ်ကဟိုအမောက်တစ်ခုကတော်တော်လေးများတဲ့အမောက်ပမာဏပမာဏမှာရှိတယ်အဒီအရုံးငွေထုတ်ပေးတဲ့ producer ်အကူတွေကိုလည်းကျေးဇူးအများကြီးပဲတင်တယ်ဒါကျွန်တော်တို့လည်းပါဝင်ပူးပေါင်းပြီးတော့ရိုက်ကူးတာပဲဖြစ်တယ်ဒါအားလုံးစုပေါင်းပြီးတော့ဒါရိုက်ကူးတာပေါ့နော်အဲပြီးတော့ဒါကဇွန်ဘီကားဆိုတော့ကျွန်တော်ဒါဇွန်ဘီကားအစစ်ဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ရှူတက်မှာဆိုလို့ရှိရင်ဒါလူတွေအများကြီးတရက်တရက်လူတွေအများကြီးတုံးရတယ်အစဖိတ်အာ special effect make up တွေပါတယ် CGI တွေအများကြီးပါတယ်ပြီးတော့ဒါကျွန်တော်တို့နောက်ထပ်နောက်ထပ်ခြားပြမဲ့ အရာကြီးအများကြီးရှိပါသေးတယ်ဒါလောလောဆယ်တော့ဒါပြိသက်တွေကိုဒါကျွန်တော်တို့ကရော့ပွဲပွဲပွဲလေးကနေပြီးတော့မေးလို့ကျွန်တော်ဖြည့်ပြတာမျိုးဖြစ်ပါတယ်ဟုတ်အရင်တော့ကတော့အဲ့လိုမျိုးဒါရိုက်ကူးတဲ့အချိန်ကာလမှာဒါဒါဇလန်မျိုးစားစုံလေးအောင်ရိုက်ကူးကျင်တယ်ပေါ့ဒီလိုမျိုး mindset ရှိခဲ့ဘူးလေဒါပေမဲ့တကယ်တကယ်ကျတော့စကားတွေများနေတယ်ဆိုတာထက်ပေါ့နော်ကျွန်တော်ကျွန်တော်ချက်ပေါ့တစ်ခုအထိပို့ပဲလိုတာပေါ့နော်တစ်နှစ်လုံးမှာကားတွေများနေလဲများနေတဲ့ကားတွေကအရာမထင်ဘူးဆိုလို့ရှိရင်လည်းမကောင်းဘူးပေါ့နော်ဒါတွေကကျွန်တော်တို့လည်းဖြတ်တန်းခဲ့ပြီးပြီဆိုတော့ ဖြတ်တန်းတယ်ဆိုပေမဲ့လည်းကျွန်တော်အချိန်ကြာကြီးတော့ဖြတ်တန်းခဲ့တာမျိုးတော့မဟုတ်ဘူးအချိန်အကြာကြီးမဖြတ်တန်းခဲ့ပေမဲ့ကျွန်တော်ကျွန်တော်အတွေးတွေအများကြီးရှိသွားတယ်ပေါ့ဒီတွဲကြောင့်မလို့လည်းနောက်ပိုင်းကျတော့ဒါရိုက်တဲ့ကားကြီးကောင်းအောင်မယ်ဆိုတော့စိတ်တစ်ခုနဲ့ပဲသွားတယ်အာဒါကိုယ့်ရဲ့ professional အလုပ်လည်းဖြစ်တယ်အဲဒီကနေပြီးတော့ဟိုငွေကြေးပမာဏတွေများလာဖို့ဆိုတာထက်ကိုနောက်ပိုင်းကျတော့ဒါကိုလုတ်တဲ့ကားတွေကောင်းလာခြင်းနဲ့စိတ်တစ်ခုပဲရှိတော့တာပေါ့နော်ဂျန်နက်ဟာတော့ငွေကြေးပိုင်းနဲ့ပတ်သက်ပြီးတော့ဂျန်နက်အလုပ်တွေကျွန်တော်ပြန်စူးစမ်းပြီးတော့ရှာပြီးတော့ ရှာဖွေမယ်ဒီထဲကိုပြန်ပြီး invest ပြန်လုပ်တယ်ဒီနှစ်ဆိုလည်းအဲ့လိုမျိုးပဲသွားနောက်တစ်နှစ်လုံးလည်းအဲ့လိုမျိုးပဲသွားမှာဆိုတော့ပို့ပြီးတော့ရုံးကန်တော့ရုံးကန်ဒီဒီ seven style လေးတော့ဒါရုပ်ရှင်ဇာကားရကျွန်တော်ပြလုပ်ထားတာပဲဖြစ်ပါတယ်လို့ဟုတ်ဒါကတော့ဇာကားပြီးမှကျွန်တော်ပြန်ဖြုတ်မှာပေါ့နော်ဆိုတဲ့အခါကျတော့ဒါပြီးခံပြီးတော့ကြည့်ပြပါအောင်လို့ပြောချင်ပါတယ်ခုခုကိုကြည့်ရတာတော့အဆင်ပြေလားမပြေလားဆိုတော့ဒါဇက်ကောင်ကာရက်တာနဲ့တော့လိုက်ဖက်တဲ့အတွက်ကြောင့်မို့ဒါကျွန်တော်လုံးဝအဆင်ပြေပါတယ်ဒါတော့ဒီ seven လဲကျွန်တော်တာရဆိုတဲ့ အာ brother လုတ်ပေးတာပါเนาะဒါစမ်းကြောင်းမှာရှိရဲ့အဲဆယ်လီဆလွန်ကလုတ်ပေးတာပါအဲ့တော့လည်းကျေးဇူးအများကြီးပဲတင်ပါတယ်ဒါဒါကျွန်တော်တစ်ယောက်ထဲကဲ look ပေါ့เนาะဒီကားတွေကဒါကျွန်တော်ကဒါမဖြစ်မနေပွဲတက်လိုက်ရဖြစ်တဲ့အတွက်ကြောင့်မလို့အာဒီ sign ဆိုတာလည်းဒါကျွန်တော်ဒီကြားထဲမှာပွဲတက်တွေအကုန်လုံးနားဖို့အတွက်လှုပ်ထားပြီးသားပါပြီလှုပ်ပြီးလှုပ်ပြီးသားပါပဲကျွန်내 shoot တွေနဲ့ရိုက်ဖို့အစီအစဉ်မရှိဘူးပေါ့เนาะဒါမဲ့ဒီ sign ကကျွန်တော်နဲ့မိတ်ဆွေလိုလည်းဖြစ်နေတော့ကျွန်တော်လာလိုက်တာပါကျွန်내ပတ်ဝန်းတဲ့လူတွေအားလုံးရဲ့ လုတ်တွေအကုန်လုံးလဲကျွန်တော်တို့ချိန်ထားပြီးသားပါသူတို့တွေကတော့အပြင်ထွက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 ်မှလည်းမဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်ကတော့ဒါမှဖြစ်မနေဒီစပင်နဲ့ပြင်ထွက်လိုက်ရတာပေါ့နော်ကျွန်တော်တို့ဒါကာလက်တာလေးဖတ်ထားတာလေးအများကြီးရှိပါအာဒါ Mary Kay အာဆိုင်ကဒါအများကြီးအများကြီးအများကြီးအောင်မြင်ပါစေကျွန်တော်တို့ဒါဒါအရင်လဲဆိုင်ရှင်တွေကသဘောကောင်းပါတယ်ဆိုတဲ့အခါကျတော့ဒါလာရောက်ပြီးရွှေလေးကိုရောင်းချလို့ရတယ်ဝယ်ယူလို့ရတယ်လို့ပြောချင်ပါတယ် Mary Kay တစ်ချက်မကလည်းအများကြီးအများကြီးအောင်မြင်ပါစေလို့ပြောချင်ပါခင်ဗျာ